တနင်္သာရီတိုင်းတဝဲမျိုးဝင်းကြီးအင်ယာခလာရတရလေးတရင်နဲ့ရေပြူမျိုးမရေစခန်းတို့ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒူရကစစ်ကြောင်းကပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဗလာ9ရက်နေ့နေ့လယ်12နာရီခန့်မှာရေပြူမျိုးနယ်မျိုးမရေစခန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာမှာတော့စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုရှိမရှိကိုအတိမပြုနိုင်သေးဘူးလို့သိရပါရယ်။အဲဒီလိုပဲအဲဒီနေ့ညနေ၄နာရီကျော်ခန့်မှာတဝဲမျိုးဝင်ကြီးအင်ယာအတွင်တက်ဆွဲနေထိုင်တဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း drone နဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုအရေအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်ဒါအပြင်အော်တိုဗလာ၈ရက်နေ့ည9နာရီခန့်မှာလဲလောင်းလုံးမြို့နယ်ခလာရ104တရင်ကိုတော်လန်ရေးတပ်ဖွဲ့တွေက drone နဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့လို့သိရပါဗယ်။အဲ့ဒီတိုက်ခိုက်မှုကိုတဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရဂါစစ်ကြောင်း drone team နဲ့ DEF drone team တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါဗယ်။ ီသူတွေအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းသာနဲ့စီရီတွေကိုအရှိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်စီရီရဲ့သူတည်တတိပြုသွာလာနေထိုင်ကြဖို့ကိုတိုက်တွန်းထားပြီးတနင်္သာရီတိုင်းအတွင်းအကြံဘတ်စစ်တပ်ကအချိန်မရွေးလေးချောင်းအသုံးပြုပြီးတိုက်ခိုက်မှုတွေရှိနိုင်တာကြောင့်ပြည်သူတွေအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းသာနဲ့စီရီတွေကိုအရှိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်စီရီရဲ့သူတည်တတိပြုသွာလာနေထိုင်ကြဖို့ကိုတိုက်တွန်းထားပြီး တနင်္သာရီတိုင်းအတွင်းအကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအုံပြူတိုက်ခိုက်မှုတွေရှိနေတာကြောင့်ပြည်သူတွေအနေနဲ့လည်းလေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလိုက်နာကြည့်ကြံကြဖို့နဲ့တော်လာရေးနဲ့စည်ရဲရှင်မြင်လာတာနဲ့မြတ်ပြည်သူဘက်အမှန်တရားဘက်ယက်တီလို့တဲ့စစ်သားတွေရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူရင်ခွင်ခိုလုံပြီးအ мян ဆုံးပူးပေါင်းပေးကြပါလို့လဲဒရကစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်ထားပါတယ်ရှင်။ မျိုးသားညီညွတ်ရေးအစိုးရ NUG ကုတ်ကဲမှုအောက်ကပလောမြို့နယ်ပကဖမြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ဟာတဝဲအမျိုးသားရေးအခြေပြုအဖွဲ့တစ်ခုဖြစ်တဲ့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော်ကုတ်ကဲမှုအောက်ကိုဝင်ရောက်လာတယ်လို့တပ်ဖွဲ့တာဝန်ခံကပြောပါတယ်။ပလောမြို့နယ်ပကဖရဲ့မြို့နယ်တိုက်ခိုက်ရေးအဖွဲ့မှရှိတဲ့ခေါင်းဆောင်နဲ့ရဲဘော်90ဝန်းကျင်လုံးဟာအခုအော်တိုဘာလပထမပတ်မှာတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တပ်ဖွဲ့အဖြစ်ဝင်ရောက်လာတာလို့ဆိုပါတယ်။ ဒဝေမျိုးသားလွမြောက်ရေးတက်တော်ရဲ့မူဝါဒပိုင်းဆိုင်ရာကိုလက်ခံတာကြောင့်ရဲဘော်တဦးချင်းရဲ့ဆန္ဒနဲ့အကောင်းဆုံးဖြစ်အောင်အတူတကွတိဆောက်ဖို့အတွက်အခုလိုဝင်ရောက်လာတာလို့တပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းမှုနဲ့ပြည်သူလူထုကိုတပ်ဖြတ်နေမှုတွေကြောင့်တနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေး NCA စာချုပ်ဟာရက်ဆိုင်သွားပြီးစက်ကူစုပ်တစ်ခုအပြစ်ရောက်ရှိသွားပြီလို့ GNU အပါဝင်တော်လိုင်းတပ်တွေကစူပေါင်းထုတ်ပြန်လိုက်ပါတယ်ဒါကြောင့်ဒီကနေ့အောက်တိုဘာလ17ရက်နေ့မှာပဲ GNU CNF PNLO ABSDF NMSP နဲ့ LDU တော်လိုင်းရေးတပ်တွေကစုပေါင်းထုတ်ပြန်ကြေညာလိုက်တာပါအဲ့ဒီလို GNU အပါအဝင်တိုင်းရင်းသားနဲ့တော်လိုင်းရေးတပ်ဖွဲ့6ခုရဲ့ထုတ်ပြန်ကြေညာချက်မှာအချက်6ချက်ပါဝင်ပြီးအဓိကအနေနဲ့ NCA စာချုပ်လုပ်ငန်းစဉ်တွေရဆိုင်သွားပြီဖြစ်တဲ့အကြောင်းနဲ့မြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းမှုနဲ့ပြည်သူလူထုကိုတပ်ဖြတ်နေမှုတွေကြောင့် တနိုင်ငံလုံးအပြစ်ခက်ရစရေး NCA စာချုပ်ဟာရစိုင်းသွားပြီးစက်ကူစုပ်တစ်ခုအပြစ်သာရောက်ရှိသွားပြီဖြစ်တဲ့အကြောင်းတွေကို ABSD ရဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်ကျော်လင်းကအခုလိုပြောထားပါတယ်ပထမဆုံးအချက်အနေနဲ့တနိုင်ငံလုံးပြစ်ခတ်တကယ်မှုရစရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးခဲ့ရတဲ့အကြောင်းရင်းကနိုင်ငံရေးရတွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်တွေစတင်နေအောင်ဖြစ်ပါတယ်နိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးရဖြေရှင်းမှုဆိုတဲ့ရည်ချက်ရှိဖြစ်ပါတယ်ဒါကိုလည်း NCA စာချုပ်မှာအကြည့်လင်းဖော်ပြထားပါတယ်ဒါပေမဲ့ 2021ဖေဖော်ဝါရီလ17ရက်အာနာဒိန်းနဲ့အချိန်မှာတော့အဲ့ဒီ GNC စာချုပ်ပါ အနှစ်သာရတွေရော အခြေခံမူတွေရောအကုန်လုံးပြည့်ပြည့်သွားပါတယ်။ဒါကြောင့်မို့ NC စာချုပ်ပျက်စီးရတဲ့အဓိကအကြောင်းရင်းရဲ့အကြောင်းရင်းဟာစစ်တပ်အာနာဒိန်းကပါပဲ။တော့ NC ဒီစာချုပ်အခုလိုစက်ကူစိုးဖြစ်သွားတဲ့အဓိကတရားခံရတဲ့စစ်တပ်ပါပဲ။လက်ရှိမြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာနာဒိန်းမှုဟာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရီမန့်ချက်တွေကိုစစ်တပ်ကပဲပျောင်ပျောင်တင်းတင်းဖျက်ဆီးလိုက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ အဲ့ဒီလို SCA စာချုပ်အပေါ်ကျင့်ဝတ်ဆောင်ထင်းခြင်းမရှိဘဲအချိန်ချင်းချိုးဖောက်ခဲ့တဲ့စစ်အုပ်စုက ပြည်သူလူထုကိုအင်အားသုံးပြီးလက်ရှိအချိန်ထိပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်လာခဲ့ရုံနဲ့မကလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်ပြည်သူလူထုကိုအကြမ်းဖက်တပ်ဖြတ်မှုတွေနေ့စဉ်ကျူးလွန်နေတာတော့တစ်ဖက်မှာ SCA စနစ်ပြည့်နှစ်ပတ်လည်ပြုလုပ်ဖို့စစ်တပ်ကပဲပြင်ဆင်ပြနေပြန်တယ်လို့တိုင်းရင်းသားလက်နက်ကိုင်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စုပေါင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီအတော့ အကြက်ဖက်စက်အုပ်စုရဲ့ NCA အမိခံပြီးပြုလုပ်မဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့သူတို့စက်အုပ်စုကိုယ်တိုင်ချိုးဖောက်ခဲ့မှုကြောင့်ပြက်ပြက်သွားပြီဖြစ်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းဆိုပြီးအတင်းကျပ်ပြုလုပ်မဲ့စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုပါအာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာတန်တမန်တွေအနေနဲ့အတိမတ်ပြုဖို့ကိုပါတိုက်တွန်းထားသလိုလက်ရှိစစ်တပ်ကဟန်ပြလုပ်မဲ့ NCA အခမ်းအနားတွေအတုယောင်ရွေးကောက်ပွဲတွေဟာပဂတိလက်ရှိမြန်မာနိုင်ငံရဲ့အကျက်အတင်းနဲ့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘဲ ပဋိပက္ခဒွေတာပုံမှုဆိုးရွားလာမှာဖြစ်တယ်လို့လည်းအဲ့ဒီထုတ်ပြန်ချက်ထဲမှာထောက်ပြထားပါသေးတယ်ခင်ဗျာတနေ့တော့မျိုးနဲ့ရမ်းပိုရွာမှာဆက်မရှိတဲ့တည်င်းပေးစုတူတူကိုလက်နက်ကအခွဲတကူကလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကတရားပါတယ်အော်တိုဘာလ17ရက်နေ့မနေ့3နာရီလောက်ကရမ်းပိုရွာရှိဥယျာဉ်ခြံထဲမှာဆက်မရှိတဲ့တည်င်းပေးစုတူအသက်50ဝန်းကျင်ရွယ်ဦးမောင်ယူကိုလက်နက်ကအခွဲတကူကလာဖမ်းသွားတယ်လို့ရမ်းပိုရွာနဲ့ကပ်နေတဲ့ဗလမုတ်ရွာနဲ့ဒေသခံတအူကဆိုပါတယ် ဒါအပြင်အဖက်ခံရတဲ့ဥမောင်ယူကအရက်ကိုရွာမှာတက်ဆွဲထားတဲ့ဆက်နာရှိတက်လိုအပ်တဲ့စားနပ်ရိခါတွေဝယ်ပေးနေသူဖြစ်တယ်လို့ဒေတာခန့်အချို့ကဆိုပါတယ်။ဆက်နာရှိတက်စက်ကြောင်ထိုးလိုက်ရင်ရပ်ပိုရွာသားတွေခြားနေရာကိုတိတ်ရှောင်ရလိမ့်ရှိပေမဲ့လည်းသူတို့မိသားစုကတော့အဲ့ဒီဥယျာဉ်ချက်ထဲမှာပဲနေလိမ့်ရှိတယ်လို့သိရပါတယ်။ဘဲအကွက်ကလာဖမ်းနေဆိုတာနဲ့ဘဲကိုဖမ်းတော့တယ်လဲဆိုတာကိုတော့မသိရသေးတဲ့အပြင်ပြန်မလို့လာသေးဘူးလို့လဲဆိုပါတယ် ဥမောက်ယူရဲ့မိသားစုကိုဆက်သွယ်ဖို့အခက်အခဲရှိနေတဲ့အတွက်အခုလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်တာမရှိသေးပါဘူး။ဥမောက်ယူကိုဖမ်းသွားတဲ့အကြောင်းရင်းနဲ့ဖမ်းဆီးတဲ့အခွဲကဒီကနေ့ထိထုတ်ပြန်တာမရှိသေးသလို draw wash အနေနဲ့လည်းဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဆက်နာရှိတက်ကရံပို့ရွာထဲတက်ဆွဲထားတဲ့အတွက်ဒေသခံပြည်သူတွေကအနီနာရှိဥယျာဉ်ခြံတွေမှာဆက်ရှောင်နေတာနည်းနည်းနေပါရှိနေပြီဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။